်အခုမြင်တွေ့နေရတဲ့သူဟာဆိုလို့ရှိရင်လည်းဒီပီယာစိတ်စိတ်နာနဲ့ပတ်သက်ပြီးတော့အစွမ်းထက်တဲ့အကြောင်းလေးကိုလည်းသူကိုယ်တိုင်ကြုံတွေ့ရတာလေးကိုအခုလိုပဲပြောပြတာလေဗျာသူဆိုလို့ရှိရင်เนี่ยနှစ်စင်တိုင်းနှစ်စင်တိုင်းပေါ့နော်ဒီစိတ်ကံနေတဲ့မှာဝင်ဝင်ပြီးတော့စိတ်စိတ်နေတဲ့ငယ်ကဆိုလို့ရှိရင်အရန်ကမှစိုးသွမ်းတဲ့လူငယ်တယောက်ဖြစ်ပြီးတော့ပေါ့နော်ဒီခိုက်ရံနေဆိုရင်လည်းသူခန္ဓာကမှဖြစ်တယ်တဲ့ဘလောက်အောင်စိုးလဲဆိုလို့ရှိရင်သူ့ရင်ဘက်တက်တဲ့ကိုတနက်နေ့ပြစ်ခံရတဲ့အထိလောက်ပါပဲသူကြုံဘူးတယ်ပေါ့နော်ဒါပေမဲ့ ဒီဆေးစိန်ထားတဲ့အစွမ်းကြောင်းတဲ့တနက်ကြီးစံဟာခနာကိုဖောက်ထွက်မသွားဘဲနဲ့ဒဏ်ရာဖြစ်အောင်လုပ်ပဲပေါ့နော်အဲ့လိုပဲဘေးကို short ထွက်သွားတယ်တဲ့အထိပြီးတော့မှပြန် short ထွက်သွားတာပေါ့နော်အဲ့ဒါကြောင့်သူ့ရဲ့ဘက်မှာအခုချိန်ထိဒဏ်ရာ ဖြစ်ရောလောက်လေးပဲကြံခဲ့တယ်ဆိုပြီးတော့ဒီပီယာစိတ်နဲ့ပတ်သက်ပြီးတော့အစောထက်တဲ့အကြောင်းကိုလည်းသူကကူးလို့ပဲပြောပြတာလေဗျဒုတ်ပြီးဓာပြီးဖို့အတွက် AI စမားတွေစေးမင်းညောင်တွေထိုးထားတယ်မဟုတ်ပဲနဲ့အခုလိုပဲတေချာစီးရင်မန်းပုတ်ထားတဲ့စေးပြင်စေးမြစ်အရေတွေကိုစိန်ငင်းအားဖြင့်လေကာယတိတ်ထိပြီးမြောက်နိုင်တယ်လို့သိရပါတယ်ခင်ဗျာ အခုမြင်တွေ့နေရတဲ့ဘုံကြီးအကြောင်းကြီးကတော့အရှေဟောင်းဘုံကြီးအကြောင်းကြီးတကြောင်ဖြစ်ပြီးတော့ဒီအကြောင်းကြီးကိုတီထောင်ခဲ့တဲ့ပထမဆုံးသတင်းသုံးသွားတဲ့ဆရာတော်ကြီးရဲ့ဘွဲအမိကတော့လုံဖောထန်းထော်လို့အမည်ရပြီးတော့ပီယာစေးစိန်ကြီးကိုဖော်ဆက်ခဲ့တဲ့ဂိုင်းကျုပ်ဆရာတော်ဖျားကြီးလည်းဖြစ်တယ်လို့သိရပါတယ်ဆရာတော်ကြီးပြန်လည်တော်မူသွားတာကတော့အနှစ်90လောက်ရှိပြီဖြစ်ပါတယ် ဒီဆေးပင်အစင်းမြစ်တွေကိုအစီရင်နဲ့ပြုတ်လုပြီးဆေးစိန်တဲ့ပညာရဲဟာဆိုရင်လွန်ခဲ့တဲ့အနှစ်200ကျော်လောက်ကတည်းကရှိတယ်လို့လည်းသိရပါတယ်။ဂိုင်းကျုပ်ဆရာတော်ကြီးမရှိတော့ပေမဲ့ဆရာတော်ကြီးရဲ့တပည့်တန်ခါဖုန်းကြီးတွေကယခုချိန်ထိတစ်နှစ်ကိုတစ်ကြိမ်ပုံမှန်ဆက်လက်ပြီးတော့ပီယာဆေးစိန်တွေကိုလှုပ်ဆောင်နေသေးပဲဖြစ်ပါတယ်။ဆေးစိန်နဲ့ပီယာဆေးကိုလှုပ်ဆောင်မယ်ဆိုရင်အင်းစမဆေးမြောင်တွေကိုထိုးတဲ့သူတွေလိုရှိပြီးတော့တပုတ်မှကျွန်တော်ပြောခဲ့သလိုပါပဲ။ န်ကျုပ်ဆရာတော်ကြီးတွေရဲ့တက်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေကိုလိုက်နာဖို့လဲလိုအပ်ပါတယ်အခုမြင်တွေ့နေရတဲ့အုပ်ကန်တွေနဲ့လှေကြီးတွေဟာပီယာစည်းစိမ်တဲ့နေရာမှာအသုံးပြုကြတာပဲဖြစ်ပါတယ်စည်းစိမ်တဲ့ပညာရက်ကိုခံယူမယ်ဆိုရင်လဲဂန်ကျုပ်ဆရာတော်ကြီးတွေချမှတ်ထားတဲ့နည်းစနစ်အတိုင်းလုံဆောင်ရတာဖြစ်ပါတယ်စည်းစိမ်တဲ့နေရာမှာအသုံးပြုတဲ့အပါဝင်ပစ္စည်းတွေကတော့အခြေခံအားဖြင့်အစီအရင်နဲ့မမ်းမုတ်ထားတဲ့ကောင်းချင်းငချိတ်နဲ့အဆင့်တုံးမွယ်ဖြစ်ပြီးတခြားစည်းပင်စည်းမြစ်တွေလည်းများစွာပတ်ဝန်းပါတယ်ခင်ဗျ ဒီပညာရက်ကိုခံယူမဲ့သူတွေအနေနဲ့ပထမအဆင့်အနေနဲ့ဈေးမစိန်ငွေ9ရက်တိတိဘုံကြီးကျောင်းမှာလာနေပြီးတော့တက်တက်လွတ်စားပြီးဥပုပ်ဆောင်ရမှာပဲဖြစ်ပါတယ်ဒုတိယအဆင့်အနေနဲ့ကတော့ဈေးကန်ထဲကိုဝင်ပြီးဈေးမစိန်ငွေဆရာဘုံကြီးတွေကအစီရင်နဲ့ပတ်သက်တဲ့ဂါထာမန္တန်တွေကိုတိုက်ပေးတာကိုရွတ်ဆိုရမှာဖြစ်ပါတယ်တတိယအဆင့်အနေနဲ့ကတော့ဈေးအကန်ထဲကိုဝင်ပြီးတော့ဈေးစိန်ရမှာပဲဖြစ်ပါတယ်စေရကံတဲ့ကိုဝင်ပြီးတဲ့အခါမှာလေကိုသဘောနဲ့ကိုပြန်ထွက်လာလို့မရဘူးလို့လည်းသိရပါတယ်ခမ အစီအရင်နဲ့လုတ်ပေးတဲ့ဖုံးတော်ကြီးတွေကထွန်းဆိုမှကန်တဲ့ကနေပြီးတော့ထွက်လို့ရမှာပဲဖြစ်ပါတယ်။ကိုသဘောတဲ့ကိုဆေးရီကန်တဲ့ကထွက်ရင်ဆေးရဲ့အစွမ်းကိုခန်းစားရမှာမဟုတ်ဘူးလို့လည်းသိရပါတယ်။ဒီလုပ်ငန်းစဉ်တွေကိုတကယ်ဝါသနာပါမှလှုပ်ဆောင်ရမှာဖြစ်ပြီးတော့လေးလာခြင်းယုံစက်သက်ကြည့်ယုံတက်တက်နဲ့ဆေးရီကန်တဲ့ကိုဝင်စိန်လို့မရဘူးလို့လည်းဆိုပါတယ်။ဆရာတော်ကြီးရဲ့လက်ထက်မှာဆိုရင်ထိုင်းနိုင်ငံမှာနာမည်ကြီးတဲ့ ရဲရာရှိတဲ့ဓမြဘိုးတွေကအစားဆရာတော်ကြီးရဲ့အကြောင်းမှလာရောက်ပြီးတော့စေးစိန်ကြတယ်လို့သိရပါတယ်။ကျွန်တော်တို့ပြီးခဲ့တဲ့အပတ်ကတင်ဆက်ပေးထားတာရှိပါသေးတယ်။တစ်ချိန်ကထိုင်းနိုင်ငံမှာအယံကိုမှနာမည်ကြီးတဲ့ထိုင်းရဲ့အခေါ်ဆရာဖြစ်မြန်မာလိုပြောမဲ့ဆိုဓမြဘိုးဘိုးကြားကြီးရဲ့အကြောင်းပေါ့နော်။အဲဒီဓမြဘိုးဘိုးကြားကြီးကတော့ဒီအကြောင်းကိုလာရောက်ပြီးတော့စေးစိန်ခဲ့ဘူးတယ်လို့လည်းသိရပါတယ်။မှတ်တမ်းတတ်ပုံတွေလည်းရှိရပေါ့နော်။ အခုမြင်တွေ့နေရတဲ့သူဟာဆိုလို့ရှိရင်လည်းဒီပီယာစိစိန်နာနဲ့ပတ်သက်ပြီးတော့အစွမ်းထက်တဲ့အကြောင်းလေးကိုလည်းသူကိုယ်တိုင်ကြုံတွေ့ရတာလေးကိုအခုလိုပဲပြောပြတာလေဗျာသူဆိုလို့ရှိရင်နဲ့နှစ်စင်တိုင်းနှစ်စင်တိုင်းပေါ့နော်ဒီစိတ်ကံနေတဲ့မှာဝင်ဝင်ပြီးတော့စိစိန်နေတဲ့ဒီကဆိုလို့ရှိရင်အရန်ပေါ်မှာစိုးသွမ်းတဲ့လူငယ်တယောက်ဖြစ်ပြီးတော့ပေါ့နော်ဒီခိုက်ရံနေဆိုရင်လည်းဒုက္ခနာပေါ်မှာဖြစ်တယ်တဲ့ဘလောက်အောင်စိုးလဲဆိုလို့ရှိရင်သူ့ရင်ဘက်တက်တဲ့ကိုတနက်နဲ့ပြစ်ခံရတဲ့အထိလောက်ပါပဲသူကြုံဘူးတယ်ပေါ့နော်ဒါပေမဲ့ ဒီဆေးစိန်ထားတဲ့အစွမ်းကြောင်းနဲ့တနက်ကြီးစံဟာခနာကိုယ်ကိုဖောက်ထွက်မသွားဘဲနဲ့ဒဏ်ရာဖြစ်အောင်လုပ်ပဲပေါ့နော်အဲ့လိုပဲဘေးကိုချော်ထွက်သွားတယ်တဲ့ထိပြီးတော့မှပြန်ချော်ထွက်သွားတာပေါ့နော်အဲ့ဒါကြောင့်သူ့ရဲ့ရေဘက်မှာအခုချိန်ထိဒဏ်ရာဖြစ်အောင်လုပ်နေပဲကြံခဲ့တယ်ဆိုပြီးတော့ဒီပီယာစိတ်နဲ့ပတ်သက်ပြီးတော့အစွမ်းထက်တဲ့အကြောင်းကိုလည်းသူကအခုလိုပဲပြောပြလာတယ်ဗျကျွန်တော်အခုလိုမျိုးအကြောင်းအရာလေးတွေကိုတင်ဆက်ပေးတာနဲ့ပတ်သက်ပြီးတော့တချို့ကြတော့လည်း အဘိအမြောက်လုပ်နေတာလားဆိုပြီးတော့ပြောတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဘိအမြောက်တယ်မလုပ်ပါဘူးဒါတွေကိုလုပ်ကြပါဆိုပြီးတော့လေကျွန်တော်တိုက်တွန်းနှိုးဆော်လာမျိုးတွေလည်းတခါမှမပါပါဘူးပေါ့နော်ကျွန်တော်အများနဲ့ပဲပြောတယ်ဒါတွေကမကောင်းဘူးမကောင်းဘူးလို့ပဲပြောတယ်ပေါ့နော်ဒါပေမဲ့မကောင်းတဲ့အရာတွေကိုတခြားသူတွေလည်းသိရှိအောင်ဆိုတဲ့သဘောအနေနဲ့ပေါ့နော်ဘုသရအောင်ပြန်လည်မျှဝေပြီးတော့ပြောပြတင်ဆက်ပေးခြင်းပဲဖြစ်ပါတယ်ဟောထိုင်းနိုင်ငံမှာတော့အဲဒီလိုမျိုး ဖြစ်စဉ်တွေဒီလိုမျိုးအကြောင်းအရာတွေရှိတယ်ဆိုတာလေးကိုသိရှိရဖို့ပြန်လည်ပြီးတော့မျှဝေတင်ဆက်ပေးခြင်းပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့တင်ဆက်ပေးတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲခင်ဗျာမျိုးလေးကိုစောင့်ကြည့်ရှုအားပေးကြတဲ့တရားစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ပါတယ်ခင်ဗျာ